အိမ်ကြီးချင်းဆန်ရှင်ကိုမနာလိုလို့အွန်လိုင်းတက်ပညာနဲ့မစင်ဦးနေတိုင်းလာလောင်းတဲ့ထူဆန်းတော်ဖွာအုံအင်တာနက်ပေါ်မှာပြန့်နေနေတဲ့ CCTV မှတ်တမ်းနဲ့ဗီဒီယိုဖိုင်တစ်ခုကတော့တော်တော်လေးလူပြောများနေပါတယ်။အနာကတော့အဖေါ့အုပ်တယောက်ဟာညချိန်မတော်နဲ့မနက်အာရုံတက်အချိန်မှာသူမပါထားတဲ့အညစ်အကြေးမစင်ဦးကိုသူများဆန်ရှင်မှာလာလာတုံနေတဲ့မြင်ကွင်းဖြစ်ပါတယ်။အစောပိုင်းမှာတော့ငချောက်တွေရောင်းနေဆန်ရှင်ဟာဘသူလာလောင်းလဲဆိုတာမသိပါဘူး။ဒါကြောင့်လဲနောက်ပိုင်းမှာတော့ CCTV မှတ်တမ်းနဲ့စစ်ကြည့်ခဲ့ပါတယ်။ အဲ့ဒီအချိန်မှာတော့သူတို့ရဲ့အင်ဂျင်ချင်းဖောင်းအိုအောင် သူမပါထားတဲ့အညစ်အကြေးတွေကိုလာလောင်းနေတာဖြစ်နေခဲ့ပါတယ်။ဒါကြောင့်လဲ CCTV မှတ်တမ်းသက်တင်နေတဲ့ကောင်မိသားစုကိုတွားရောက်တိုင်းခြားခဲ့ရမှာမိသားစုတွေနဲ့အတူကိုယ်ကန်ရှင်အဖွားပါလာရောက်တောင်းပန်ခဲ့ရပါတယ်။ အဖွားအုပ်ကအညစ်ကြေးတွေအင်းရှိကိုလာရောက်ဆွန့်ပြရတဲ့အဓိကကြောင်းရင်းကတော့အစောပိုင်းမှာငချောက်ဆိုင်ပါရှင်ဟောင်းအဖွားအုပ်ကိုပေကံကျွေးမွေးခဲ့ကြောင်းအခုနောက်ပိုင်းမှာဈေးရောင်းတဲ့ကိစ္စနဲ့တခြားကိစ္စတွေကြောင့်မာမလတ်ဖြစ်ကမပေကံတော့လို့မကြည်မနဲ့ဖြစ်ကမနဲ့တိုင်းမှာမကောင်းတဲ့စိတ်ဓာတ်နဲ့အညစ်ကြေးတွေလာရောက်ဆွန့်ပြခဲ့တာလို့ဝန်ခံခဲ့တယ်လို့သိရတာပါ ဒါကြောင့်လေလူတွေကတော့ကိုကစေတနာနဲ့ပေးကမ်းကျွေးမှုရင်တော့ကျေးဇူးတင်မှုဝေးစွာတာဝန်နဲ့ဝတ္တရားလိုဖြစ်တာကိုကပြက်ကွက်ချိန်မှာအပြစ်မြင်ညဉ့်ညင်ကအကျိုးစီးပွားပြောင်းလောက်တာတွေတွေ့မြင်ရတာဖြစ်ပါတယ်။တချို့ကလည်းအဖွားအဝါနန်းနေတဲ့သဘောနဲ့လောက်တာဖြစ်မယ်လို့ဆိုကြပါတယ်။အဖွားအဝါရဲ့တမိကတော့ငိုယူတောင်းပန်ရတယ်လို့ဒီအဖြစ်ကသင်ခန်းဆောင်ရเสียရလဲဖြစ်ပါတယ်။